ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းလက်ရွေးစင်အမျိုးသမီးပေါ်လုံးအသင်းဟာဒီနေ့မှာအာရှဖလားရှစ်စပွဲအောင်မြင်ထားတဲ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးပေါ်လုံးအသင်းနဲ့ဒုတိယမြောက်ရှစ်စံပွဲဆက်လက်ရှင်မြန်ကစားခဲ့ပါတယ်ခင်ဗျာဒီပွဲမှာစီဂိမ်းပြိုင်ပွဲကိုအင်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိနေတဲ့ထိုင်းနိုင်ငံအမျိုးသမီးပေါ်လုံးအသင်းကဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးပေါ်လုံးအသင်းကိုကိုးပြရလနဲ့ထပ်ပြီးတော့အနိုင်ရသွားခဲ့ပါတယ်ခင်ဗျာ ငါးကိုးတကိုးဆယ်ရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ထိုင်းလက်ရွေးစင်မျိုးသွင်းဘောလုံးအသင်းဟာအဘက်ဘက်ကနေအသာစီးနဲ့ကစားပြသွားခဲ့ပါတယ်ခမ။ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးသွင်းဘောလုံးအသင်းဟာပထမရှေ့ဆန်းပွဲမှာ၃ဂိုးကိုမရှိနဲ့ရှုံးခဲ့ရတယ်။ဒီနေ့ပွဲစဉ်မှာတော့ငါးကိုးတကိုးဆိုတဲ့ဂိုးပြတ်ရလက်နဲ့ရှုံးနေသွားခဲ့ရတာဖြစ်ပါတယ်ခမ။ထိုင်းလက်ရွေးစင်မျိုးသွင်းဘောလုံးအသင်းဟာပထမပိုင်း55မိနစ်မှာတင်၃ဂိုးတကိုးဆယ်ရလက်နဲ့အနိုင်ယူထားခဲ့ပါတယ်။ဒုတိယအိုင်းမှာ၂ဂိုးထပ်သွင်းပြီးတော့ပွဲပြီးမှာ ငါးကိုတကိုးဆယ်ရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီရှေ့ဆန်းပွဲဟာ FIFA ရဲ့ A အဆင့်သတ်မှတ်ချက်ရှေ့ဆန်းပွဲဖြစ်တဲ့အတွက်ကမ္ဘာအဆင့်ရည်တည်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်လို့နေပါတယ်ထိုင်းလက်ရွေးစင်မြို့ကြီးဘောလုံးသင်းဟာစီဂိမ်းပြိုင်ပွဲကိုအုပ်စုမဲခွဲတဲ့အချိန်မှာပေါ့လေကမ္ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားအောင်နဲ့တုပ်စုတွေကြောက်အောင်နေပါတယ်ခင်ဗျာဒီအုပ်စုမှာထိုင်းလက်ရွေးစင်မြို့ကြီးဘောလုံးသင်းကပဲအခုရှေ့လွှမ်းတိုင်းဆိုရင် ုပ်စုဖို့ရရှိဖို့ကတေချာတော့ရှိနေပါတယ်ဒီတော့အုပ်စုဘီကိုကြည့်လိုက်ရင်ဗီယက်နမ်မြန်မာဖိလစ်ပိုင်မလေးရှားတို့ပါဝင်နေပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာဗီယက်နမ်နဲ့ဖိလစ်ပိုင်ကိုအဓိကထားပြီးရှင်ပြန်ရပါလိမ့်မယ်ဒီတော့အုပ်စုဒုတိယနဲ့သာမြန်မာလက်ရွေးစင်မျိုးသမီးအသင်းကစမီးဖိုင်နယ်ကိုတက်လှမ်းခဲ့ရင်အင်းရှင်ထိုင်းလက်ရွေးစင်မျိုးသမီးအသင်းနဲ့ထိပ်တိုက်ဆုံးမှာတေချာလို့နေပါတယ်ဒါကြောင့်လေအခုထိုင်းလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းရဲ့ ရှေ့စမ်းပွဲတွေကိုအကဲခတ်လေ့လာနေရတာဖြစ်ပါတယ်ခင်ဗျာထိုင်းလက်ရွေးစင်မျိုးစင်ဘောလုံးသင်းဟာမြန်မာလက်ရွေးစင်မျိုးစင်ဘောလုံးသင်းဤတူပဲအာရှဖလားရှေ့စစ်ပွဲကြာရှုံးခဲ့ရပါတယ်ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးသမီးကတော့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးသင်းကိုမြန်မာပြည်မြန်မာရေမြန်မာကွင်းမြန်မာပြည်သက်ရှေ့မောက်မှာအနိုင်ရပြီးတော့အာရှဖလားရှေ့စစ်ပွဲအောင်မြင်သွားခဲ့တဲ့အသင်းဖြစ်ပါတယ်အခုတော့ထိုင်းနဲ့ရှေ့စမ်းချိန်မှာဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးစင်ဘောလုံးသင်းဟာဘာမှမဟုတ်တယ်လို့ဖြစ်သွားခဲ့ပါတယ်ခင်ဗျာ ရှည်စွမ်းရောစွမ်းဆိုင်ဥပိုင်းဆိုင်ရာရောစူးစိမှုအာရောအစစအရာရာအနှိမ့်ဘက်ကကစားပြီးတော့အခုလိုဂိုးပြတ်ချုံသွားကြရတာဖြစ်ပါတယ်။ထိုင်းလက်ရွေးစင်မျိုးကြီးဘောလုံးသင်းဟာစီးကိန်းအတွက်ပြင်ဆင်မှုအားကောင်းနေတာကြောင့်ပြိုင်ပွဲမှာတကယ်လို့ဆုံးပြေခဲ့ရင်မြမလက်ရွေးစင်မျိုးကြီးဘောလုံးသင်းနေနဲ့ခက်ခက်ခက်ကစားရတဲ့ပြိုင်မဖြစ်ဖို့ကျင်းတည်နေပြီဆိုတဲ့အကြောင်းအတိပေးတိဆက်ပြပြလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ